ဟုတ်ပြီကျွန်တော်ချဟုတ်ပြီနောက်တစ်လုံးချမယ်နောက်တစ်လုံးအမေရမေရဆာဆာအနာဒိန်စစ်တပ်ကိုပြန်လွှဲပေးရမယ်မိုးကုန်းနဲ့မိုးမိတ်ကနေတော်လည်တပ်တွေတက်ဆုပ်ပေးဖို့တမ်းမြူသားလွတ်မြောက်ရေးတမရော TNL ကဖိအားပေးနေတယ်လို့မြေပြင်စစ်ရေးသတင်းမြစ်တွေက AR ကိုပြောပါရယ်မိုးကုန်းမြို့နယ်အတွက်စစ်ရေးမဟာဗျူဟာအရာအရေးပါတဲ့မြို့ပတ်လည်ကစူမိုးကုန်းတွေနဲ့ဗျူဟာကုန်းတွေမှာ ပြည်သူ့ကာကွယ်ရေးတရင်တပ်ဖွဲ့တွေကိုအထိုင်ချခွင့်မပြုဘဲတက်ဆုပ်ခိုင်းနေတယ်လို့သိရပါဗျ။အဲ့ဒီနေရာတွေမှာ TNL ကတက်အင်အားတိုးမြင့်ချထားပြီးအနာသိစစ်တပ်ကိုလွှဲပြောင်းပေးဖို့စီစဉ်ထားတယ်လို့မိုးကုံးမှာရှိနေတဲ့မြေပြင်စေရေးသတင်းမြစ်ကပြောပါဗျ။အဲဆက်တော့ဆောက်ကိုလက်ရှိပြောကုန်းနေရှိ အမောင်မေးချင်တယ်လေတော့လိုက်ဖို့မယ်ဆိုတဲ့ကိစ္စတွေကဆိုကျွန်တော်တို့တိထားရတယ်ပြီးတော့ဒီစီတဲ့တွေအကြောင်းရတဲ့အချိန်ဒီမှာကျွန်တော်တို့ပျော်ပုံးနေပြီကိုကျွန်တော်တို့တက်ထိုင်နေဖိုင်နန့်စီမှာအထင်လေးပဲတော့ခွင့်မပြုဘူးဆိုတဲ့ပုံစံမျိုးပါဖိုင်နန့်စီမှာအထင်လေးမဟုတ်တဲ့ပုံစံမျိုးကျွန်တော်တို့ဒီမိုးမျိုးရဲ့ဖွဲ့စည်းပုံကကျတော့မျိုးပပလေကတောင်ချိုးတွေနဲ့အကောင်ရင်ထားတော့ပြောမယ်ဆိုလို့ရှိရင်မျိုးပပလေမှာရှိတဲ့တောင်လမ်းတွေကကျတော့စီရီက တကယ်မာမာဂူရာချရဲတောင်ကုန်းကြီးလို့ပြောလို့ရတယ်အဲဒီလက်ရှိတောင်ကုန်းကြီးအောင်လို့အပေါ်မှာပဲဆော့ဆော့ဆော့ဝန်ထမ်းနေဆိုတဲ့ပုံစံမျိုးပဲဗျအဲဝန်ဒူဆေဘယ်စစ်စီမနိုင်ရဲ့ကာလာကကျွန်တော်တို့လက်ရှိကြားတဲ့နေရာတွေဒေသတွေပေါ်ကျွန်တော်တို့ပြန်ပေးရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပဲမောကုံမြို့ဟာတောင်ကုန်းတောင်တန်းတွေပတ်လည်ဝင်းရံနေတဲ့ကြားမှာတရှိနေတာဖြစ်တဲ့အတွက်မြို့ကန်တွေကတော့မိုးကုတ်ကိုဒဲအိုးပုံတရံမြို့လို့ခေါ်ဆိုလို့ရှိကြပါတယ် လက်ရှိမှာတော့မိုးကုံမြို့နယ်တူမျိုးပတ်လဲကစီးရဲအရာအေးပါတဲ့ဆုံမိုးကုံတွေပြူဟာကုံတွေအားလုံးကိုကာကွယ်ရေးတပ်ဖွဲ့တွေကလက်လွတ်ပေးရတော့မှဖြစ်တယ်လို့မျိုးကနေပါဆုတ်ခွာပေးဖို့တီအန်အလီဘက်ကပြောနေတာပါတစိန်၂၈ဆစ်စင်ရင်မတိုင်မီ ကာလာမိုးကုံမြို့ကို မသိမ့်ပိုက်နိုင်မီ ကာလာကပြည်သူ့ကာကွယ်ရေးတရင်တပ်ဖွဲ့တွေဆုံမိုးထားနိုင်ခဲ့တဲ့မိုးကုံမြို့ပတ်လဲကတောင်ကုန်းတချို့ကိုပါအာနာသိန်းစစ်တပ်လက်ထဲလွှဲပြောင်းပေးမဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ စီရီသတင်းမြက်ကပြောပါရယ်လက်ရှိမှာတော့အနာသိန်းစစ်တပ်အင်အား800လောက်ဟာနောင်ချုံမိုးကုတ်လမ်းမိုင်းမိုးကုတ်မြို့နယ်15မိုင်ခန့်အကွာကရှမ်းလန်းဆောင်မှာရောက်ရှိနေပြီလို့လည်းပြောပါရယ်ရှမ်းလန်းဆောင်ကနေမိုးကုတ်မြို့ကိုဝင်ရောက်ရာလမ်းကျော်တစ်လျှောက်မှာလဲတည်နယ်လေကလုံချုံရေးပေးတဲ့အနေနဲ့စစ်အင်အားတိုးမြင့်ချထားတယ်လို့ဆိုပါရယ်ရဲရမရှိပြဘူးလေအမျိုးရလက်ရှိလမ်းကြောင်းတစ်ချောင်းမှာဆောက်ကဆောက်ဝင်လာမဲ့လမ်းကြောင်းတစ်ချောင်းမှာလုံလုံကြီးအပြီးအဝကိုယူပြီးတော့လို့ပြောလို့ရတယ်ဗျ ကျွန်တော်ပြုခမှုတွေမိုင်းဆွဲမှုတွေအဲတုံးမဆိုးတဲ့အတွက်တို့လုံးလုံးရေးပေးထားတဲ့လုံးလုံးရေးဂိတ်တွေအင်အားတွေကတော့အတော်တော်လေးညာတဲ့အနေအထားတစ်ခုမှတော့ရှိနေကြပါတော့မဆိုးခွင့်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲမောင်မေးဆက်ဆံရေးအဲတို့လေးတိကျတော့နိုင်တဲ့အနေအထားမှရှိတယ်နံပါတ်1ရန်ဆိုင်အောင်မှာတော့ channel လေးရဲ့အမောင်မေးဆက်ဆံရေးပေါ့အဲပြည်သူလူထုကိုတို့တိကျတဲ့တရင်စကားတွေမပေးနိုင်တဲ့ကိစ္စပါအမှန်တရား စိုးစိုးဝါးဝါးပဲဗျအဲမြို့ကိုခုံသွင်းလာမယ်ဆိုတဲ့ကိစ္စတွေမှာလည်းပြောလို့ရသလောက်အနေထားကြီးကိုပြည်သူလူထုကိုဟိုချပြတာမျိုးမရှိဘူးအလားတူပဲမုံမိတ်မြို့မှာလည်းမြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းတက်တွေတက်ဆုပ်ပေးဖို့ TNL ဘက်က ခေါ်ပြောတာတောင်းဆိုတာရှိနေတယ်လို့မုံမိတ်မြို့ရဲ့စီရေးတရင်မြက်ကအရာတွေကိုပြောပါတယ်အဓိကအားဖြင့်တော့မြို့ရဲကနေပြီးရှောင်ပေးကြဖို့ဆိုတာမျိုးတောင်းဆိုတာပါကျွန်တော်တို့ကလည်းမုံမိတ်မှာအဲ့လိုပုံစံမျိုးပဲတောင်းဆိုထားတာပါ ကျွန်တော်တို့အနေနဲ့ကတော့အတူတူတွဲတိုက်ခဲ့တဲ့မဟာမိတ်ဖြစ်တဲ့အတွက်အခုချိန်အထိလည်းမဟာမိတ်လိုသဘောထားဆဲဖြစ်တဲ့အတွက်သူ့ရဲ့လုပ်ငန်းစဉ်တွေမှာထွေထွေထူးထူးဝင်ပြီးတစုံတရာဝေဖန်ဖို့တစုံတရာနှောက်ယှက်ဖို့အစီအစဉ်ကျွန်တော်တို့မှာမရှိပါဘူးဒါပေမဲ့နောင်ကျရင်တော့ကျွန်တော်တို့စစ်အာဏာရှင်စနစ်ကိုဆက်ပြီးတိုက်ပွဲဝင်သွားမှာကအမှန်ပါပဲဒါမဲ့နှွေးမှာ30ရက်နေနဲ့ဒီဇင်ဘာ1ရက်နေ့တို့မှာ မိုးကုန်းနဲ့မိုးမဲမြွနယ်တဲ့ကိုအာနာသိန်းစစ်တပ်ကိုခေါ်လာပြီးမှဖြစ်တာကြောင့်ဒီရက်တွေမှာကြီးပောက်လို့မရကြောင်းတီအန်အလီကဒီမျိုးနယ်နှစ်ခုမှာလှုပ်ရှားနေတဲ့တော်လိုင်းတပ်ဖွဲ့တွေကိုနိုဝင်ဘာလအတွင်းမှာနှစ်ကြိမ်ခေါ်ပြောခဲ့တယ်လို့တွေးဆမှုတွေမှာပါဝင်သူတွေရဲ့ပြောပြချက်အရသိရပါဗျ။ဒီကိစ္စနဲ့ပတ်သက်လို့ DNL ဘက်ကအတိအပြုထုတ်ပြန်တာမျိုးမရှိသလိုလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းဖို့ဆက်သွယ်ရမှလည်းတုံ့ပြန်ဖြေဆိုခြင်းမရှိပါဘူး။ ရာရှုမျိုး12ရက်ကွက်ပဲပြန်ယူပြီးအပြည့်ရက်လိုက်တော့စစ်တပ်အတွက်ဘာဖြစ်သွားလဲဆိုတော့မြို့နယ်တစ်ခုလုံးကကိုကန့်ကထိန်းချုပ်ထားတာသူကမြို့ပြင်ထွက်လို့မရဘူးဖြစ်သွားတယ်။သူတို့ကအဲ့မှာတော့အတွေ့အကြုံရသွားတယ်။ဒါပေမဲ့သူတို့ကအလို့ပဲခံလိုက်ရသလားဒါမှမဟုတ်ရသလောက်နဲ့ယူလိုက်ရတဲ့အခြေအနေမျိုးမလို့ယူလိုက်ရသလားဆိုတာကတော့သူတို့ပဲသိလိမ့်မယ်။ဘာပဲဖြစ်ဖြစ်ကိုကန့်နဲ့ဆွေးနွေးချိန်မှာတော့ကိုကန့်ကအပေါ်စီးဖြစ်တယ်စစ်တပ်ကအောက်ကဖြစ်တယ်။လာစုအတွေ့အကြုံရမြို့ပဲပြန်တောင်းရင်လဲ ူတို့ကဘာမှလုပ်လို့မရဘူးအဲ့ဒီအတွေ့အကြုံကမိုးကုန်းနဲ့မိုးမိတ်ကြမြို့နယ်တစ်ခုလုံးတောင်းတာဖြစ်တယ်အပြင်ထွက်ဆိုပြီးတော့နိုဝင်ဘာ24ရက်နေ့ဒီအရာတွေကရရှိထားတဲ့အချက်လက်တွေအရမိုးကုန်းနဲ့မိုးမိတ်မြို့ကတရနယ်လီရဲ့ဌာနဆိုင်ရာရုံးအလုံးနဲ့အရာရှိပိုင်းတွေကတော့ရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့သိရပါတယ်အုတ်ထုတ်ရင်တဲ့တိုက်ခိုက်ရေးအဖွဲ့တွေကတော့ဆက်ရှိနေဆဲဖြစ်တယ်လို့မြို့ကန်တွေရဲ့ပြောပြချက်အရသိရပါတယ် မိုးကုန်းနဲ့မိုးမိတ်မြွနဲ့အတွင်မှာမိုးကုန်းမြွနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမိုးကုတ်ပြူဟာတရင်တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MTY PDF ထရိုင်ပြူဟာပြင်းဦးလွင်မြွနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မိုးမိတ်မြွနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရင်တွင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကျောင်းသားတပ်မတော် ABSDF ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့အညာဒေသက PDF တရင်တချို့လည်းစီးရေလှုပ်ရှားမှုရှိတဲ့ဒေသတွေဖြစ်ပါတယ်။နိုဝင်ဘာ24ရက်နေ့အထိဒီမြို့နယ်နှစ်ခုစလုံးမှာ ဒီတိုင်ရင်တပ်ဖွဲ့တွေဆက်ရှိနေသေးတယ်လို့သိရပါပါတယ်ရှင်။